အလောင်းမဲမြင့်ကလာပါရှင်ကျမကတော့အိမ်ဝေးဖြစ်ပါတယ်ဆရာမကျိုးရဲ့ခုချိန်ဆိုရှင်ပင်ရောက်နေမှာလဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ခုချိန်ဆိုရှင်ပင်ရောက်နေမှာလဲအခုညာကျမစီမှာလာရောက်ဟာခရမ်းရောင်ဖြစ်နေခဲ့တယ်တိမ်တွေကင်းစင်ပြီးကြက်လေးတွေခက်ကြဲကြဲပြန့်နေတဲ့ကောင်းကင်အောင်မှာကျမတယောက်တည်း ခါညိုပန်းချုံဘေးကထိုင်ကုန်လေးပေါ်မှာကျမထိုင်နေခဲ့တာအကြာကြီးပဲကျမဘေးကနေရလို့လေဇန်နဝါရီ20တွင်နဲ့ဆူရွှဲသွားခဲ့တဲ့အထီးပါပဲခွန်ညိုပန်းတွေကလိုက်အောင်အောင်မှမွေးလိုက်တာခွန်ညိုပန်းကိုရှင်မသိပါဘူးတကယ်တော့လေသစင်းနဲ့အင်းစီကလွဲလို့ဖဲပန်းကိုမှနာမည်မှတ်အောင်လဲရှင်မခေါ်တတ်ခဲ့ပါဘူး ကျမတို့အိမ်လေးကို ကျမမြင်နေရတယ်။အဲဒီမှာခန်းစီဆော့ဆင်ဆွဲရောင်ကဆောင်းလေးနဲ့အတူလှုပ်ခတ်နေတာကိုမြင်နေရတယ်။ကျမအဲဒီပြတင်းကိုမပိတ်မိတာကြားပြီးအဲဒီပြတင်းပေါက်မှာမကြသေးခင်က အငှက်လေးတစ်ကောင်လာနာခဲ့တယ်။အနက်ရောင်မှာလယ်ဘင်းနဲ့ရင်ဘတ်စီကအပြရောက်အရစ်ကလေးနဲ့ဇယက်လောက်လည်းမကြည့်စာကလေးလောက်လည်းမငဲ့ ချစ်စရာကောင်းတဲ့ငှက်လေးပါ။အငှက်ကလေးအတွက်စပားအတွဲလေးတွေကိုအိမ်တစက်မိတ်မှာချိတ်ထားခဲ့တာလေး၅ရက်ရှိပြီ။အိမ်ထဲမှာတော့ရှင်းစာအုပ်တွေနဲ့ဂျမစာအုပ်တွေပေါင်းထားတဲ့စာအုပ်စင်တွေစာအုပ်စင်တွေအများကြီးပါပဲ။ကျမတို့နှစ်ယောက်မှာအိမ်လေးတစ်လုံးရှိတယ်။အောက်ထပ်ကရှင့်အခန်းမှာ စာအုပ်စင်ပေါင်း12ခုရှိတယ်။ အပေါ်တကကျမအခမ်းမှာခီတာနားထောင်မှုသပြဖွင့်ဆက်ရှုံမြင်တန်ကြားဆက်တွေရှိတယ်ခီတာသပြတွေရပေါင်းများစွာရှိတယ်နောက်ပြီးဥယျအကျယ်ကြီးရှိတယ်ပုံကျပင်ဧကရစ်ပင်ယူဇနာပင်ခွာညိုပင်ရှင်ခတ်ပင်ရှင်မသိတဲ့အပင်တွေအများကြီးရှိတယ်ငှက်လေးတွေရှိတယ်လိပ်ပြလေးတွေရှိတယ် ဘဝမှာဘာများထက်လို့အောင်မှလဲဒါပေမဲ့ရှင်ကကျမအနာမှာဘယ်တော့မှကြာကြာမနေနိုင်ဘူးကျမရဲ့ခြုံလွာလေးကတဖွဲဖွဲကျနေတဲ့မမြင်ရတဲ့နှင်းမုံလေးတွေကိုမตาစိနိုင်ပါဘူးနင်းတွေဟာခြုံလွာဘော်ကနေအနှွေးတဲ့ဘော်ကနေကျမရင်ထဲစီထိချွန်းဖောက်ဝင်ရောက်လာတော့မှအေးခဲနေတော့တာပဲ စမဘေးမှာရှင်မရှိတဲ့ဆောင်းတွေဘဝမှာအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဆောင်းကတော့အေးလာကြီးရဲ့လေ။မြောင်လာစခန်းချိန်မှာတောင်ကျဆန်းရီဖျားနင်းမိုးဆွေရွာအဲ့ဒါစနီယာထွန်းညွန့်ဆိုတဲ့တခြင်းလေ။ရှင်မသိနိုင်ပါဘူး။ရှင်ကလေးဖြူနဲ့သူ့အိမ်တင်တခြင်းတွေနဲ့လွမ်းတက်တဲ့သူ။အင်းလေ လွန်တက်ခဲ့မယ်ဆိုရင်ပေါ့ကွယ်အခုချိန်မှာကျမကြားဖို့ခဲ့တဲ့နှင်းနဲ့ဆောင်းတဆင်တွေကိုထိုင်စင်စားရင်အတန်မပွင့်တပွင့်နဲ့စုံကြီးနေရတဲ့အရာတာကနာကျင်မှုနဲ့ရောဆက်နေပေမဲ့ကြည်နူးလွမ်းမောစရာကောင်းလာတယ်ဖရာရှင်ကူထုတ်ကိုလာဥညလို့တိုင်တဲ့ကတာမကြံမောက်မှာလွမ်းရက်တွေရှိကြငယ်ကချက်ခဲတဲ့မိန်ကလေး အချိန်တွေနှစ်သွင်းဘလောက်ပဲပြောင်းလဲသွားပါစေမမေ့နိုင်ခဲ့။ငယ်ကရုပ်တွင်ကိုအစင်အောင်မိမိနေတဲ့။ယခုအချိန်ပြန်တွေးလိုက်ရင်တွင်ပြင်ပုံပန်းဘလို့ရှိမလဲတဲ့။ငယ်ကကျွမ်းတဲ့အချစ်ဦးအကြောင်းရေးဖွဲ့တဲ့အချင်းတွေမှာတန်တခန့်စက်ကောင်ဟာဘာဖြစ်လို့များရွှေရင်တိမ့်တဲ့မြားနဲ့သူစားမိန်ကလေးတွေကြီးဖြစ်နေရတာလဲ။တချင်ရည်သူတွေအားလုံးကအမျိုးသားဖြစ်နေလို့လား။ အမျိုးသမီးရေးတဲ့네ပါးလှစွာသောသချင်းတွေတွင်ရောဘာဖြစ်လို့စဲကြောတက်ကချက်ချင်းဝင်ခဲ့သည်ငယ်ချစ်ဦးကောင်လေးတွေကိုဖွယ်နှဲ့တန်းတရာမျိုးမတွေ့ရတာလဲကောင်မလေးတွေကသူတို့ရွယ်သူကောင်လေးငယ်တွေကိုမြေတားမြားမိတာတွေပဲဖြစ်နိုင်ပြီးထုံမင်းကလေးတွေကတချင်းဖွယ်နှဲ့ရေးဖို့မသက်စွမ်းနိုင်လောက်အောင်ငယ်နေခဲတော်တုံးဖြစ်နေလို့လား အမျိုးသားတွေကတော့အသက်ပိုကြီးသည့်အမျိုးသားတွေကတော်တော်ငယ်သည့်ဆယ်ကျော်သက်ရွှေရင် ဖုံးတော့မဖုံးတော့မိန်ကလေးငယ်တွေကိုစမိတတာမျိုးမို့သူတို့ကတော့ရေဖွဲနိုင်တာလားတေချာတာကတော့ဆယ်ကျော်သက်ငယ်ချစ်ကောင်ကလေးကိုလွမ်းချင်လို့တောင်လွမ်းဖို့တခြင်းမရှိသည့်အဖြစ်ပါပဲဒါဖြင့်ကျမကငငယ်ကတငယ်ချင်းချစ်သူလေးကိုတန်တာတဲ့အခါ ဘရုသချင်းနဲ့ညီးပြီးတန်သားရမှာလဲဒါဝစီမျက်နှာလာတဲ့ချစ်တဲ့မောင်ရေချစ်တဲ့မောင်ရေမေရောငယ်ရွယ်စပျော်ရွှင်ခဲ့တဲ့တခီပင်ကြီးအောင်မလဲနတွေကြရှိမြောက်သားကစားခဲ့ပုံလေးတွေခုနေတွေ့မိတိုင်းဂျင်းမဆုံနိုင်မေ ခရီးပင်အောက်ကဘရောက်ချစ်သူကိုစုံကြီးရမှာကလည်းရှင်ကဘရောက်ပန်းကိုမှချစ်သွားသူမဟုတ်တလို့ကျမကလည်းခရီးပန်းလေးမဟုတ်ခဲ့ပါဘူးဒါပေမဲ့ဘာရစကားတော့မသူခဲ့ဘူးပေါ့ဘာသာစကားသူဖို့စိတ်ကူးရင်ခဲ့တယ်တူမဲလို့လည်းမျှော်လင့်ခဲ့တယ်ပေါ်ဖာလေးရဲ့အပြည့်အလန်းမိကိုသူများကပြားတွေကလို့ပေါ့ တိတ်ဆိတ်မောင်မိုက်တဲ့မြေပြင်မှာရှောက်သွားကြရင်တရားအပေါ်တရားဘလောက်ထိကောင်းလိုက်ကြသလဲမင်းကကို့အတွက်တကားတွေဖွင့်ပေးကိုကမင်းအတွက်တယ်လီဖုန်းဖြည့်ပေးကိုကဂစ်တာကိုကြည်ကြည်သီးမင်းကမီထွန်ပြီးစာဖတ်လှလိုက်တာမင်းရဲ့ပါယိုကကောက်ချောင်းလေးကိုထီးလို့မင်းပါလုံးနေတယ်လို့သူနှစ်ယောက်သာနားလဲတဲ့ထီတွေ့မှုလေးနဲ့ မင်းကိုအတက်မထွက်ဖဲမေးလိုက်တယ်။မင်းကကိုယ့်လက်ဖွာလေးကိုအသားလေးပြန်ထိပ်ပြီးအတက်မထွက်ဖဲဖြည့်ပေးတယ်။ဘာမှမလုပ်ပါဘူးတဲ့။စမားကအိမ်အောင်ရေးကိုစိတ်ဝင်စားဘူး။ရှင်ကအိမ်အောင်တေဘွားဆိုတာကိုစိတ်ဝင်စားတယ်။အဲ့ဒါကအထူးကွာလဲချလာ။အိမ်အောင်ရေးဆိုတာတအုံးနဲ့တအုံးအမြင်မတူနိုင်တဲ့ရက်တည်မှုအခြေအနေဖြစ်တယ်။ နေဘူးကြဲကြဲမှာပိန်ချုံနေတဲ့နှုတ်ဆုကလေးလေးကိုပွေပြီးသူတမျှလူကိုပတ်စံတောင်းနေတဲ့ကိုဝင်ဆောင်မိခင်မိန်ကလေးငယ်တအူးကိုအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးမေးကြည့်ချင်ပါရဲ့။ဘာစကားတွေများထွက်လာလိမ့်မလဲ။မနက်မိုးလင်းတာနဲ့အရက်ကိုတငုံလောက်မော်ပြစ်လိုက်ရမှမျက်လုံးကောင်းကောင်းဖွင့်လို့ရတယ်ဆိုတဲ့အရက်သမားတယောက်မှရော။အိမ်အောင်ရင်းနဲ့ပတ်သက်လို့ပြောစရာစကားတွေရှိနေမလား။ သူတို့နှစ်ယောက်လုံးမှာပြောစရာစကားတွေရှိနေမှာပဲသူတို့မှာပြောစရာစာအုပ်အကြောင်းမှမရှိပဲဂီတအကြောင်းတွေမှမရှိပဲပညာအကြောင်းမှမရှိပဲကျမတည်ခဲ့တဲ့ရှင်ကကျမကိုစိတ်ကောက်ပြီးခဏခဏအဝေးကိုထွက်သွားဖူးပေမဲ့တခါမှမငိုဖူးဘူးဒါပေမဲ့ဘယ်ကိစ္စမှမစိုးပထမဆုံးအကျိန်းဆိုတာရှိတဲ့ ကျမရဲ့အိတ်ခဲတဲ့နှလုံးသားကြောင့်ရှင်ကိုမျက်ရည်မကျစေချင်ပါဘူး။အဝေးမှာရှင်ငိမ့်ချမ်းနေပါစေ။ရှင်အခုလိုညမျိုးမှာကျမကိုစိတ်ဆိုးနေစေအောင်တော့ကျမနဲ့ပတ်သက်တဲ့ပုံရိပ်တွေကိုတော့ရှင်အာယုံမှာပေါနေခဲမှာပါ။ကျမသိပါတယ်။ဘလို့ပုံရိပ်မျိုးတွေချစ်မလဲလို့အတိတ်အခြားမမှန်းဆနိုင်ပေမဲ့ခံမှန်းကြည့်လို့တော့ရတယ်။ အဝေးတင်ဆက်မေးပွဲဖြစ်ဆိုမဲ့ကျမရှိရာမကွေးတက္ကသိုလ်ကို နေပူပူမှာအမောတကြီးအလဲရောက်လာတဲ့ရှင်ကိုကြိုဆိုစဉ်ကရှင်နှဖူးမှချွေးဆက်လေးတွေကိုကျမငေးကြည့်နေမိစဉ်ပြန်မြင်ရောက်နေခဲ့တဲ့ပုံရိပ်တွေနဲ့တိတ်ကွာချမဲ့မထင်နမိတ်ပုံဆိုတာကိုကျမကယုံကြည်တယ်ရှင်မလာခင်တနက်ကကြောင်ဖေးကရေကန်လေးစီကျမလမ်းလျှောက်သွားခဲ့တယ်။လေတိုက်ခတ်လို့ ်လှိုင်းလေးတွေတစ်ချက်ဖြက်လွန်လူးနေတဲ့ဇီလန်နဲ့ကံရေပြင်ပေါ်မှာတလိမ့်လိမ့်မျောနေတဲ့ဗန်တာရော့ဝါချောက်လေးတရွယ်သူ့ကိုကြည့်ရတာစကူလှေလေးတစ်စင်းတွားနေတယ်လို့ပဲလိုရာခီးကိုတွားနေတဲ့ပန်းနိုင်ရှိတဲ့စကူလှေလေးပမာဒါပေမဲ့အသေးချာကြည့်တော့သူကသူ့လိုရာကိုတွားနေတာမဟုတ်နိုင် ။ဘာကြောင့်လဲဆိုတော့သူ့ကိုယ်ပေါ်မှာခီးကြုံလိုက်လာသူတူရှိနေတယ်။ဘာတန်ရွက်လေးပေါ်မှာအခုမှလန်းလန်းဆန်းဆန်းကြွေကြထားတဲ့ခေပန်းလေးတပွင်။ဖြူဖွေးနေတဲ့အဲ့ဒီခေပန်းပွင့်လေးကခီးကြုံလိုက်သူလား။သို့မဟုတ်ခရေပွင့်လေးလိုရခီးတို့ဘာတန်ရွက်ဝါလေးကတမင်လိုက်ဖို့ပေးရလား။ကျမကဘာတန်ရွက်လေးလား။သို့မဟုတ်ခရေပွင့်လေးလား။ အဲ့ဒီဘာဒံရွက်လေးကသူပဲလားသူ့အပေါ်မှာအตาလေးအိပ်ပြီးလိုက်လာတဲ့ခရီးဝင်လေးကကျမပဲလားအဲ့ဒီအသွေးကိုဖျက်ခနဲ့တွေ့ပြီးတော့ကျမမျက်နှာနှွေးသွားခဲ့တာ အခုထိကျမမမေ့နိုင်ပါဘူးရှင်ရောက်လာတော့အဖြေရသွားတယ်ရှင်ကကျမဖက်ဖို့စာအုပ်စတန်းတွေကိုပေးဖို့စေတက္ကရဘက်ကနေကျမစီအမောတကြီးကူးလာခဲ့တာမဟုတ်လား ။နောက်ပြီးဆမ်မွေးဖြေတုံးမှာကျမလိုအပ်မဲ့အစာအသောက်တွေနဲ့အတူလက်ပတ်နိုင်အစ်စ်ကလေးတစ်ခု။အိုးတိုက်ဆိုင်လိုက်တာ။မနေ့ကပဲကျမရဲ့လက်ပတ်နိုင်လေးကျိုးပြတ်သွားခဲ့တာ။စာချက်နေတော့မို့ပြင်ဆိုင်ကိုလည်းမသွားနိုင်။ဆမေးပွဲချင်ရင်ကျုံမပါတဲ့ဒီနိုင်ကိုပဲဆမေးပွဲခန့်အသွားမှာကိုမဘူးထဲထည့်ယူသွားမယ်လို့တွေးထားတာလေ အခုတော့ကျမဘာလို့အနေနဲ့ဆိုတာရှင်ကြိုသိနေတယ်လို့ပါပဲလားအဲ့ဒါကောကပေါ်ဖာလေးရဲ့ကြပြရရလို့ဖြစ်နေတာပဲလို့ကျမယုံကြည်ခဲ့ပါတယ်အဝေးတင်ဖြေဖို့ကြောင်းတက်နေတဲ့ကျမရှိရာ ရှင်လိုက်လာမဲ့နနခင်ကမြင်ခဲ့တဲ့ရောဝါလေးလေးဟာ ရှင်မဲကျမကတော့ခေပန်းလေးပဲလို့တအက်သေးစားကျမအောက်ချက်ချနိုင်ခဲ့တာပေါ့ ကျမနဲ့ရှင်အကြာကခင်မင်သွက်တော်မှုဟာအခုထက်ပိုလာလိမ့်မယ်။မကြခင်မှာတန်ရောစွန်တွေပိုးပြီးတွင်ညရပတ်လာလိမ့်မယ်။အဲ့ဒီနေ့ကရှင်နှစ်ဖူးကချွေးဆက်လေးတွေကိုကိုရိုင်းကိုကြတုတ်ပေးခြင်းပေမဲ့မဖြစ်နိုင်တော့မှုကျမတိန်ထားတဲ့လက်ကင်မွားလေးတစ်ထည်ကို ထုတ်ယူပေးလိုက်တာ ရှင်မှတ်မိနေခဲ့မှာပါနော်။ ွေးတဲ့ကြီးပဲတုံးလိုက်အောင်လက်ကင်ဘွားလေးကမင်းကုတ်သီးရောင်ဘာအကွက်ဘာအစင်းမှမပါခြိတာအကောင်စားပြောင်းလက်ကင်ဘွားလေးအဲ့ဒီလက်ကင်ဘွားလေးဟာရှင်တန်ရောစင်တွေစီစင်းလာဖို့ကျမဘက်ကစားပြီးတွေ့ဖောက်ပေးလိုက်တဲ့မြောင်းရလေးတစ်ခုဖြစ်ခဲ့သလားအခုပြန်သွေးကြည့်တော့ပြက်သားစွာညင်းဆုံနိုင်ခဲ့ပါပြီမဟုတ်ပါ ကျမရှင်းအပေါ်ထားတဲ့ကျဉ်းနာမှုတွေက မထိန်နိုင်မသိမ့်နိုင် ဖိတ်ရှင်ကြသွားခြင်းမျှတာပါဒီလက်ကင်မွာလေးကငโกကရှိမနေသေးတဲ့ရှင့်တန်ရောစဉ်ကိုအခုချက်ချင်းစီစဉ်ပေးစီနိုင်လောက်တဲ့အာကိုဖွဲ့ရအင်အားတစ်ခုမဟုတ်ခဲ့ပါနော်အလွန်ဆုံးပေါ့လေရှင့်ရင်ထဲကရှင်တန်ပြီးသားအကျဉ်းနာနှလုံးသားကိုတငိမ့်ငိမ့်နှွေးလာအောင် ထွေးပွေ့ပေးလိုက်သလိုပဲဖြစ်ခဲ့မှာပါ ရှင်သိလားပထမဆုံးနေ့မှာရှင်ဇမကိုခြုံပေးခဲ့သည်ဇာကေအင်းကြီးကတော့ဘဝမှာအနှွေးဆုံးပါပဲအဲ့ဒီတုန်းကပါပဲဘာပန်းကိုမှရှင်မသိပေမဲ့အဲ့ဒီတုန်းကဇမအတွက်ရှင်တစဉ်ခလေးတွေယူလာပေးခဲ့တာကိုအခုလို့ပြတော်လာချမ်းမြအေးစိမ့်သည်နေတနေပေါ်ညတညတော့မဟုတ်ခဲ့ နှင်းတွေဝေးနေတဲ့နနက်ခင်းတစ်ခုပါရှင်ပေးလာတဲ့ပထမဆုံးတစင်ကလေးတွေလေအဲ့ဒီတော့ကရှင်ပါစိတ်ကူးတွေဖြင့်တွေးလာခဲ့တယ်လဲကျမမသိကျမကိုဘာဖြစ်လို့ဒီပန်းတွေပေးတာလဲလို့ကျမမျက်စောင်းချင်ရင်မေးတော့ရှင်အဖြေခက်ခဲတယ်။နောက်တော့ကျမကပဲစာနောက်ခဲ့ရတာပါပဲ။ခင်ရွေဦးရဲ့ဝတ္ထုခေါင်းစဉ်လိုလားဟင်လို့အိမ်တောင်နဲ့အချစ်ကိုစိတ်ဝင်စားတဲ့ရှင်က ဝတ္ထုတွေကိုမတိခဲ့တာအံ့ဩစရာပဲအချစ်ဆိုအချစ်ပဲစိတ်ထဲထားပြီးကျန်တာကိုဘာမှမသိကျင်တဲ့ကျမကတော့ဝတ္ထုတွေကြပြားတွေလည်းသိတခြင်းတွေလည်းသိတစင်မဲ့တစ်ခက်နှစ်ခက်တဲ့ကွယ်ကျမအဖြေပေးလိုက်တော့ရှင်ကအော်တဲ့အဲ့ဒီနောက်တော့ကျမကကျန်စာရန်တသက်နှစ်သက်လို့ထပ်မဖြေပေးလိုက်ပါဘူးနောက်၃လနှစ်လောက်ကြာတော့အဲ့ဒီလိုပဲ ကျမအတွက်ရှင်တစင်ပန်းလေးတစ်ခက်ယူလာခြင်းနဲ့ဈေးကပဲဝေလာတာလားရှင်စာတင်ပေးတဲ့တပည့်မလေးတွေကပဲရှင်ကိုပေးလိုက်သလားကျမမမေးပါဘူးဈေးကနေတကူတကသွားဝယ်မဲ့လူမဟုတ်မှန်းလဲကျမသိနေပါတယ်ဒီတစ်ခါတော့ရှင်ကတစင်ပန်းတစ်ခက်နှစ်ခက်တဲ့မပွင့်တပွင့်အပြုံးနဲ့ကျမလက်ထဲကိုပတ်နှစ်ခက်ထည့်လာတယ်ကျမကဟင်းထူးထူးဆန်းဆန်းပါလားလို့ပြောမိတယ် ရှင်ကအဲ့ဒါဘာဒိဗယ်လဲတီလာတဲ့ဟင်အဲ့ဒါကျင်းစာရန်တတနှစ်တဲလို့ပြောတာတဲ့ကျမတို့နှစ်ယောက်တယောက်ကိုတယောက်ချစ်တယ်လို့မပြောခဲ့မိကြပါဘူးဒါပေမဲ့ဘာတန်းရွက်ကလေးနဲ့ခရီးပွင့်လေးကလည်းကျမတို့လိုပါပဲသစံပန်းလေးနှစ်ခက်ကလည်းကျမတို့ပါပဲအဲ့ဒါကိုနှစ်ယောက်လုံးသိနေခဲ့ပါတယ် ကျမတို့အိမ်လေးမှာတစင်ဆိုင်ဖို့ကျမအမြဲစ조사ခဲ့တယ်။ဒါပေမဲ့တစင်ပင်တပင်းမှမဖြစ်ထွန်းခဲ့ဘူး။ရှင်ကိုပြောရင်ရှင်ကအယူသီးလိုက်တာလို့အပြစ်တင်အောင်မယ်။ဒါပေမဲ့ကျမနဲ့တစင်နဲ့ကံမဆုံးနိုင်မှုထင်တယ်လို့ကျမတွေးပြီးဝမ်းနေရတာခဏခဏပါပဲ။အခုလဲကြည့်လေ။ခွန်ကျိုးပန်းတွေကတော့လာရောက်အောင်မှာကိုပဲလန်ဆန်းမှွေးပြန်လို့ ဒါပေမဲ့သစင်ကတော့ရှင်ယူလာပေးမှမွေးရမှာပါညတ်တမှုရဲ့မြော့တစင်တစင်းကို အခုတော့ကျမနားထောင်ရလွန်လွအလွတ်တောင်ရှာနေပြီကွရှင်ဘယ်မှာရောက်နေတလဲလို့လွမ်းမိတာလဲရက်တွေလတွေမနေတော့ဘူးဆောင်းတကအဆောင်ထဲမှာ အခုညကတော့အေးဆုံးပါပဲ ခင်မမပြတ်အောင်အေးတစင်လက်ဆောင်ပေးဖို့မောင်ဝေးပြီညော်တရေရေအောင်ဆွေဆွေမြေရေရွတွေတွေ့ရေမစုံဘုံမဲ့သားလီနှစ်လအနိုင်ဒါရှေရာတီတွေပြောင်းခဲ့ပြီ တဆောင်တရှာရောမီဟောင်းတနစ်ကအဖြစ်ဟာချည်ရမင်းီအရင်ကတော့ချည်ရမင်းီဆိုတဲ့စကားလုံးဟာရှေဟောင်းစကားလုံးတောဆန်လိုက်တာလို့တွေးခဲ့ဘူးပါရဲ့အခုတော့ဒီစကားလုံးကိုကျမမငင်းလို့တော့ပါဘူးမချစ်ကြတာလည်းမဟုတ်ဘူးချစ်ချင်းတွေလည်းများပါရဲ့မြစ်တာတွေလည်းအနန္တပါပဲ့ ။ဒါပေမဲ့အချစ်တွေမငြိစားဘူးတဲ့လားကွယ်။လီလီခဲစားလာရချာဘာမှမကုံနိုင်သည်နင်းညူမငွေရည်တဲ့ အမြဲအမြင်ရောက်အတွေ့မှာသစင်တွေမောင်ပွေလာခဲ့ပြီးတွေ့ရင်မာကြီးဆွေးစိတ်ကဘယ်မသိဒီယာဒီခါစားအကြောင်းကံကမနေအော်ခင်မမပြတ်အောင်မြောသစင်လက်ဆောင်မောင်မပင်ရှောင်ပြေနှောင်ရေးဆွေးမနေစင်သည်ဆောင်းလာရသည်ပြောင်းရရလဲပြောင်းပြစ်စမတ် သည် ော်မူကတော့ဆောင်းရတီကို ပြောင်းပြစ်လို့ရရင်ပြောင်းလိုက်ချင်တယ်။ကျမကတော့ဆောင်းရတီကို မပြောင်းချင်ပါဘူး။ချမ်းချမ်းစိမ့်စိမ့်နဲ့လွမ်းရလွန်းလို့နာကျင်ရလဲနာကျင်ရပါစေတော့။ကျမလွမ်းရဲပါတယ်။ဆောင်းတချင်တွေနဲမြူမှောင်ပါတဲ့တချင်တွေနှင်းဆက်တွေနဲ့အေးမြတဲ့တချင်တွေ လွမ်းဖော်ကိုတတဲ့တချင်းတွေတချင်းတွေများလဲများလာပါရဲ့နာကျင်စိတ်ခွဲရပါရဲ့ဒါပေမဲ့တချင်းတွေကြပြားတွေအကုန်လုံးကိုလဲကျမခဏခဏရွတ်ဆိုနေမိစဲပါပဲကျမရှင်းကိုမေးလို့ရရင်မေးချင်တဲ့မေးခွန်းကတခွန်းနဲ့ပါတခြားမိန်းကလေးတွေလိုလက်တွေတွဲ့ရချိုးပြီးရှင်ဘယ်တော့ပြန်လာမလဲလို့မမျှော်ချင်ပါဘူး ကျမကလိုက်လာခြင်းနဲ့သူပါ။ဒါကြောင့်ရှင့်ကိုမေးခွင့်ရရင်မေးချင်တာကဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ရှင်အခုချိန်မှာဘယ်ရောက်နေမလဲ။ရှင်ဘယ်မှာလဲ။2012ဖေဖော်ဝါရီလ2နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲပေးကင်းကြမှာကြွရှင်ကြပါစေရှင်။